ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဘကိုးတိုင်းရွှေကျင်မြို့နယ်ခမရ968တိုင်ရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းများနဲ့လိန်လယ်ဝါဒဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ၈ရက်နေ့ကဘန်ကိုတိုင်းဆွေကျင်မြို့နယ်ညောင်ချောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ968တရင်ဌာနချုပ်ကို KNL, SOF, PDF, ပကပါ Local PDF နဲ့ Drone အဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီသိမ်းပိုက်မှုမှာလက်နက်ကြီးလက်နက်ငယ်83လက် KN များဂျမ်းမာဆက်များကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်။စစ်တုံးပန်း6ဦးချိတ်ဆက်ပူးပေါင်းလာသူ4ဦးမိသားစုဝင်9ဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗါတယ်။စစ်သားအလောင်းစုစုပေါင်း 30ကိုတိမ့်စီရရှိခဲ့ပြီးတော့စစ်တပ်ဘက်ကအရာရှိအားလုံးနဲ့တပ်သားအယောက်90ခန်းဟာစက်ခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ KNL နဲ့ PDF ပူးပေါင်းတပ်များတိမ့်ပိုက်ထားတဲ့ခမရ998တရင်ဌာနချုပ်ကွန်စိတ် တပ်စက်ခန်းနဲ့ကွန်စိတ်ရဲစက်ခန်းတို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်လေကြောင်းလက်နက်ကြီးများဒရုန်းများနဲ့မြေပြင်ကနေပြီးတော့စစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။လက်ရှိမှာကွန်စိတ်ကြိုက်ဒေးတုံညောင်ချေတော်ရှမ်းစုကျေးရွာနဲ့ပတ်ဝန်းကျင်ကနယ်မြေများကို KNL နဲ့ PDF ပူးပေါင်းအဖွဲ့များကနယ်မြေရှင်းလင်းလုပ်ငန်းများနဲ့လုံခြုံရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့စစ်တပ်စစ်ကြောင်းနဲ့နေတိုင်းလိုလိုထိတွေ့တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့သိရပါဗါဒါပေမဲ့စစ်ကောင်စီကမေလ17ရက်နေ့မှာရွှေကျင်မြို့နယ်ခမရ9ကိုရှိကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့လိန်လည်ပြီးတော့ဝါဒဖြန့်ထားပါတယ်တိုက်ပွဲများကြောင်းခမရ998မှာအဆောက်အုံကောင်းကောင်းမရှိတော့ပဲတရင်ဌာနချုပ်ကအဆောက်အုံများအလုံးဟာပြိုပြက်သွားပြီဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကခမရ998ပြန်လည်ထိန်းချုပ်နိုင်ပြီလို့လိန်လည်ဝါဒဖြန့်နေတဲ့ဓာတ်ပုံများထဲမှာတရင်အဆောက်အုံများဟာပြက်စီးခြင်းမရှိဘဲအကောင့်တန်းရှိနေတာကိုမြင်တွေ့နိုင်တယ်လို့ပြောဆိုထားပါတယ်အဲ့ဒီပုံတွေဟာဓာတ်ပုံအဟောင်းတွေဖြစ်ပြီးတော့ပုံအဟောင်းများနဲ့စိတ်သက်စစ်စင်ဝါဒဖြန့်နေခြင်းဖြစ်တယ်လို့၎င်းကဆက်လက်ရှင်းပြထားပါတယ် စစ်တပ်ကခမရ9ခုရှစ်ကိုပြန်သိမ်းလို့ရတယ်ဆိုတဲ့ပုံတွေကိုသေးသေးချာချာကြည့်ကြည့်ပါအဲ့ဒါပုံအဟောင်းတွေပါကျွန်တော်တို့မှတ်တမ်းထပ်ပုံဗီဒီယိုဖိုင်တွေတင်ထားပါတယ်ပြောရရင်ခမရ9ခုရှစ်တပ်စခန်းမှာရှိတယ်အဆောက်အဦတွေအကုန်လုံးက အကုန်ခြေမွပျက်စီးကုန်ပါပြီတို့တို့လည်းအဲ့ဒီမှာခြေကုပ်ယူပြီးတော့အထိုင်ချလို့မရတော့သလိုကျွန်တော်တို့လည်းအဲ့မှာတွားပြီးတော့အထိုင်ချလို့မရတော့ဘူးမေလာရှိရနေ့ကစခန်းသိမ့်ပြီးတဲ့နောက်ပိုင်းမှာမနေ့ကအထိကျွန်တော်တို့စခန်းသိမ့်ရှင်းလင်းရေးလုပ်နေတာပါတို့တို့ကတော့ခမရ9ကိုရှိတိုင်ရင်ဌာနချုပ်ကိုစိတ်တက်စခန်းနဲ့ကိုစိတ်ရဲစခန်းကိုရောလက်နက်ကြီး၄ချောင်းတွေရော drone ရောမြေပြင်အင်အားတွေရောပြန်ပြီးတော့တိမ့်ပိုက်နိုင်အောင်လို့စစ်ကြောင်းထိုးလာတာရှိပါတယ်ကျွန်တော်တို့တိမ့်ပိုက်ထားတဲ့ပတ်ဝန်းကျင်မှာစစ်ကြောင်းထိုးလာတဲ့သူတွေကိုနေမြင်ရှင်းလင်းလုပ်နေစေဖြစ်ပါတယ်ခမရ9ကိုရှင်းနဲ့ပတ်သက်ပြီးတော့သူတို့ပြန်လဲထိန်းချုပ်အထိုင်ချထားတယ်ဆိုတာ လုံးဝလုံးဝမဟုတ်ဘူးဆိုတာကိုပြောချင်ပါတယ်မြေပြင်မှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေသေးပါလို့ရဲဘော်အောင်ဆန်ရှားကရှင်းပြထားပါတယ်လက်ရှိမှာစစ်ကောင်စီကစစ်အင်အား300ကျော်နဲ့ခမရ998တပ်စခန်းဌာနချုပ်ကိုပြန်လည်သိမ်းပိုက်ရေးအတွက်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲများပြင်းထန်နေသေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ